အားလုံးဝမင်္ဂလာပါကျွန်တော်ရဲ့ 7D vocabulary challenge ကနေကြိုဆိုပါတယ်အဲ့တော့ကျွန်တော်တို့ self study လုပ်တဲ့အခါမှာဒီအထောက်အကူပြုစီဖို့ပေါ့နော် short term goal လေးတွေကဘယ်လောက်ထိအထောက်အကူပြုရဲဆိုတာသိစေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီ challenge လေးလုပ်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့တကယ် self study လုပ်တဲ့အခါမှာဒီ one week plan တော့ပြီးရင် one month plan ဒါလေးတွေကတစ်ခုချင်းနေကျွန်တော်ဖြတ်သွားနိုင်လေလေကျွန်တော်တို့ motivation အထောက်အကူပြုလေးနေပေါ့နော်အခုဒီ challenge လေးပြီးသွားရင်ကျွန်တော်တို့ဒီကိုယ့်ကိုယ်ဘယ်လောက်ထိ motivation ရလာမလဲကိုယ့်ကိုယ်မြင်လာလိမ့်မယ်အဲ့တော့ဒါလေးကိုကျွန်တော် support လုပ်ရှင်လို့ဒီ challenge လေးကိုနော် free challenge အဖြစ်ကျွန်တော်တို့နော် run ပေးရဖြစ်ပါတယ်အဲ့တော့ဒီ challenge မှာဘာတွေကျွန်တော်လေးလာမယ်ဒီကတော့ကျွန်တော်ဒီစာလေးလာမှာလေကျွန်တော်တို့ကိုကိုကိုဘာဖြစ်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ procrastination ပေါ့ကိုကိုကိုအချိန်ဆွဲတဲ့စိတ်ကို တွန်းထုတ်စေချင်တာနောက်ပြီးရင်ဗာလဲဆိုတော့ကျွန်တော်တို့မှာ consistency ခေါ်တဲ့ဒီစက်တိုက်လုတ်တဲ့ဟာပေါ့နော်စက်တိုက်လုတ်တဲ့အကျင့်လေးကိုကျွန်တော်ကမွေးစေချင်တဲ့ကြောင့်မလို့ဒီ challenge လေးကိုလုပ်တာဖြစ်ပါတယ်အဲ့တော့ဒီမှာဗာရီတင်လဲဆိုတော့ကျွန်တော်ဒီ number ကြီး vocabulary course ပေါ်တစ်ခုတည်းကကျွန်တော် vocabulary ကိုကျွန်တော် context နဲ့တကွာတခြားသင်ပေးမယ်လိုအပ်တယ်ဆိုရင် dictionary ခိုင်းကြည့်မယ်ကျွန်တော်ကိုယ်တိုင်လည်းအတူတူဝတ်ကြရကျွန်တော်တိစောက်ပြမယ်အဲ့လို explanation လုပ်တဲ့ video ကိုကျွန်တော်ဒီတစ်ခု maximus 10 minute ပေါ့เนาะ10 minute လောက်ထိเนาะရှင်းပြရတဲ့ဗီဒီယိုတစ်ခုကျွန်တော်နေတိုင်းတင်ပေးမယ်ခုနှစ်ရက်တိအောင်ပေါ့เนาะခုနှစ်တိတင်ပေးမယ်အဲ့တော့တင်ပေးတဲ့ဗီဒီယိုကိုနောက်ကဒီမှာဒီ challenge မှာ join ထားတဲ့လူတွေကကြည့်မယ်ကြည့်ပြရတယ်ကျွန်တော်ကကြည့်ပြရမို့ note ပါလိုက်ပြီးတော့မှတ်မယ်ပေါ့เนาะ note မှတ်ပြရတယ်ကျွန်တော်ကအဲ့ဗီဒီယိုတင်ပြရတပြိုင်နဲ့ကျွန်တော်မလုပ်ပေးမလဲဆိုရင်ကျွန်တော်လေ့ကျင့်ခန်းမှာတစ်ခါတည်းပြင်မယ်တစ်ခါတည်းပတ်မိသွားအောင်လို့ကျွန်တော်ဒီအဲ့လေ့ကျင့်ခန်းကိုကျွန်တော်လိုက်ပြီးတော့လုပ်ရမယ်လုပ်ပြရတဲ့ လှုပ်ပြီးတဲ့ကိုလှုပ်ပြီးကြောင်းလေ့ကျင့်ခဲ့လှုပ်ထားတဲ့ဟာကိုစာအုပ်ကိုတက်ပုံရိုက်ပြီးပဲဖြစ်ဖြစ်နောက်ပြီးတော့မဟုတ်ဘောနော်ကိုက text နဲ့ရေးဆိုတဲ့ text နဲ့နှုတ်ထမိုက်တာဆိုတဲ့အဲ text ကိုဒီမှာလာမတ် comment မှာ meme တော့မဟုတ်အာနောက်တစ်ခုကပါလဲဆိုရင်ကိုဒီဒီနေရာမှာเนาะရေးထားရဆိုရင်ကိုရဲ့ screen shot ပဲဖြစ်ဖြစ်ပေါ့เนาะ screen shot ပဲဖြစ်ဖြစ်ကျွန်တော်လာပြီးတော့အာ comment မှာအဲ exercise post ရအောင်မှာ comment လာမယ်ရမယ်နေ့တိုင်းနေ့တိုင်းကျွန်တော်ကဒီဟာကို เนาะတင်မယ်ပြီးဟိုမှာဒီနေ့ညနေခင်းဆိုရင်ကျွန်တော်ဘာလုပ်ပေးမလဲဆိုရင်အဲ့ဒီ video link ချပေးမယ်နောက်ပြီးရင် exercise တင်ပေးမယ်အဲ့တော့အဲ့ exercise တစ်ခါတည်းပြအောင်လို့စုစုပေါင်းမိနစ်30တော့မကြောက်ဘူးကိုယ့်ရဲ့ vocabulary challenge တို့ကနော်အဲ့တော့အဲ့ဒီမိနစ်20 20ဒီတစ်ပတ်တစ်ခုကုံသွားတဲ့အချိန်မှာကိုယ့်အတွက်ဘယ်လောက်ထိရ effective ဖြစ်လဲဆိုတာကိုကျွန်တော်တွေ့ရပါလိမ့်မယ်နော်နောက်ပြီးအဲ့လိုလုံနိုင်စွမ်းရှိရဲ့ဆိုကိုယ့်ကိုယ်ကို motivation လဲရသွားပါလိမ့်မယ်အဲ့တော့ဒါပြရတဲ့တစ်ပြိုင်တည်းကျွန်တော်ဒီအဲ့တော့ ညကိုဗီဒီယိုတင်မယ် exercise တင်မယ်နောက်နေ့နေ့ခင်းကိုအဲ့ exercise ရဲ့ key ကိုတင်ပေးမယ်အဲ့အမှတ်ဘလောက်ရလဲကိုကကိုကိုမမဝန်မှန်းကျင်လဲမတ်ပေါ့လေအဲ့ဒီတခုရှိတာကဘာဖြစ်လို့ဆိုကိုလောက်ထားလေ့ကျင့်ခန်းကိုကျွန်တော်တို့ရဲ့ဒီဗီဒီယိုရဲ့ sorry exercise ရဲ့ post အောက်မှာကျွန်တော်ဒီနေ့တိုင်းလာပြီးတော့ comment မယ်ရမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီလုံးဖြစ်တယ်ဆိုတဲ့အကြောင်းကို proof ပြစေချင်တာခုန ဘေးကလူတွေကကိုယ့်ကိုယ်က commitment ရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီလာပြရတဲ့လူတွေကျွန်တော်ဇင်းမှတ်ထားမယ်ဒီ challenge မှာ join ပြီးတော့နေတိုင်းလာပြဇင်းမှတ်ထားမယ်အဲ့ဒီနေတိုင်း submit လုပ်တဲ့လူပေါ့နော်နေတိုင်း upload လုပ်တဲ့လူနေတိုင်းကိုယ့်ရဲ့ essay ကိုလုပ်တဲ့လူတွေထဲကမှကျွန်တော်ဒီတယောက်ကိုကျွန်တော်เนาะမဲနိုင်ပြီးတော့เนาะ surprise နေတဲ့ lesson တစ်ခုပေးမယ်ပေါ့နော် lesson တစ်ခုပေးမယ်အဲ့တော့ challenge လဲ join ရမယ် vocabulary လဲရမယ်နောက်ထပ် lesson တစ်ခုလဲရမယ်ဆိုတော့เนาะအဲ့တော့เนาะအဲ့တော့ကိုယ့်အတွက်ဒီ challenge လေးကအများကြီးကြိုးရှိမှုထင်တယ်ဒါကြောင့်မလို့ကျွန်တော်ဒီเนาะဒီ challenge လေးကိုအချိန်မီရင်အဲ join လုပ်ရပါသေးတယ်အဲ့တော့ကိုယ့်အတွက်လည်းအကျိုးရှိမှာမလို့ကိုယ့်ရဲ့ sub study journey အတွက်ပါအထောက်အပံ့မလို့ join နေကြပါတယ် okay အားလုံးကျေးဇူးတင်ပါတယ်